မင်္ဂလာပါရှင်ကျမကတော့ရုံးမေကိုပါ မနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီကအပြည့်ရဲ့ကြီးညာထားပေမဲ့နောက်ချိုမှထုတ်စစ်ဆင်နေကြောင်း TNL ထုတ်ပြန်တဲ့သတင်းအိန္ဒိယကမြန်မာပိုင်နက်ထဲဝင်ပြီးချန်စီယိုကတ်တာကိုဒေသခံတွေနဲ့တွန်လှန်ရေးအင်အားစုတွေကန့်ကွက်တဲ့သတင်းထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုဘင်္ဂလားဒေ့ရှ်ကနေရက်ပြန်ပို့တဲ့သတင်း စီကောင်စီရဲ့ကိုဗစ်အသုံးစရိတ်ခွဲဝေမှုမှာကာကွယ်ရေးဝန်ကြီးဌာနကအများဆုံးယူတဲ့တည်။ပထမဆုံးအမေရိကန်ပုတ်ရဟန်းမင်းကြီးကိုဒေါ်နယ်ထရပ်ကုန်ပြုတဲ့တည်။စရှိတဲ့တည်တွေကိုတင်ဆက်ပေးပါမယ်။ ထမားဆုံးသတင်းအနေနဲ့စစ်ကောင်စီကအပြည့်ရဲ့ကြီးညာထားပေမဲ့နောင်ချိုမှထုတ်စစ်စင်နေကြောင်း TNL ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအပြည့်ရဲ့ကြီးညာထားပေမဲ့တောင်းတက်မရော TNL နေမြေနောင်ချိုမြို့နယ်ကိုထုတ်စစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။ TNL ကိုကန့်တက်မရော MNDAA အရခတက်တော် AA တို့ကငလျင်ဘေးကြောင့်ဧပြီလတလလုံးတစ်ဖက်သက်အပြည့်ရဲ့ဆဲကြောင်းကြီးညာခဲ့ပြီး ်မေလာကုန်တီထပ်မံသက်တမ်းတိုးခဲ့ပါတယ်စကောင်စီကလည်းမေလာ6ရက်မှ31ရက်နေ့ထိအပြည့်ရစေရေကာလအဖြစ်ထပ်မံသက်တမ်းတိုးကြောင်းကြေညာခဲ့ပြီးမယ်ထို့စစ်စင်ကြီးလေကြောင်းတိုက်ခိုက်ခြင်းများဆက်လုပ်နေကြောင်း TNL ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်နောက်ထပ်သတင်းအနေနဲ့အိန္ဒိယကမြန်မာပိုင်နဲ့ထဲဝင်ပြီးချန်စီယိုခတ်တာကိုဒေသခံတွေနဲ့တော်လန်ရေးအင်အားစုတွေကန့်ကွက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယကမြန်မာပိုင်နဲ့ထဲဝင်ပြီးချန်စီယိုကာနေတဲ့ပုံ အမှုမျိုးကပြည်သူ့ကာကွယ်ရေးတပ်တွေကန့်ကွက်တားမြစ်ပေမဲ့အိန္ဒိယဆိုရကဆက်လက်လှုံ့ဆော်နေပါတယ်။ဒါကြောင့်အိန္ဒိယဆိုရရဲ့လှုပ်ရက်ကိုတမှုဒေသခံတွေနဲ့တော်လိုင်းအင်အားစုတွေကပြစ်တင်ရှုတ်ချနေကြပါတယ်။အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်နဲ့တမှုမျိုးနယ်ကြားကနေဆက်ချန်စီယိုကို2022ခုနှစ်ဇွန်လကစလို့အိန္ဒိယဆိုရကစီယိုကထားခဲ့ပြီး ်လက်ရှိမှာတမူးမြို့နီရောက်လာတာဖြစ်ပါတယ်။အိန္ဒိယဟာပြီးခဲ့တဲ့ဧပြီလကတမူးမြို့အနောက်ဘက်မှာရှိတဲ့နေဇမတ်တိုင်း59-60ကြား55-56ကြားမှာမြန်မာဘက်ခြမ်းကိုပေ600ခန့်ကျူးကျော်ပြီးခြံစည်းရိုးခတ်နေတာကြောင့်တမူးခရိုင်အမှတ်1တရင်ကတွားရောက်တားမြစ်ခဲ့ပါတယ်။ အဲ့ဒီနေရာမှာယာယီရက်တန့်ထားခဲ့ပြီမင်းမှတ်တမ်း82-83ကြားမှာတော့မြန်မာဘက်ကဝင်ပြီးဆက်ကားနေတာကြောင့်တမူခိုင်မှတ်သုံးတရင်ကထက်မှန်တောင်းမြစ်ထားတယ်လို့ဆိုပါတယ်အဲ့ဒီအပေါ်တမှုမျိုးကိုထိမ့်ချုပ်ထားတဲ့စစ်ကောင်စီဌာနဆိုင်ရာတွေကလည်းကန့်ကွက်ထားတယ်လို့သိရပါဗျ။ဒါပေမဲ့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခြင်းမရှိဘဲနှုတ်ဆက်နေတာကို တွေ့ရပါဗျ။ နောက်ထပ်သတင်းအနေနဲ့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုဘင်္ဂလားဒေ့ရှ်ကနေရက်ပြန်ပို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံပိုင်နဲ့ထက်ထွက်ပြေးခိုလုံရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကို နေရက်ပြန်ပို့ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကကြေညာလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မီလာ9ရက်နေ့မနေ့ကထုတ်ပြန်ချက်ထဲမှာတော့စစ်ကောင်စီစစ်သားတွေနဲ့နေကြဆောင်ရဲ PGP တပ်ဖွဲ့ဝင်တွေကို ကော့စ်ဘရာမြို့လေးစိတ်ကနေရရဖက်လေးရင်တစည်းနဲ့ပြန်ပို့လိုက်တာလို့ဖော်ပြထားပါတယ်။ကော့စ်ဘရာနဲ့ဘတူခါလီချင်းထောင်တွေမှာဖန်စီထိမ့်သိမ့်ခံထားရပြီးလူရဲစိတ်သွားပြီးဖြစ်တဲ့မြန်မာနိုင်ငံသားချင်းသားဟောင်း6ဦးကိုလည်းသူတို့နဲ့အတူနေရပြန်ပို့လိုက်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နေဆက်တိဆက်ရာပခိုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် အဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့နေကြဆောင်ရဲတွေဟာနေဆက်ဖြတ်ကျော်ပြီးဒီဇင်ဘာနဲ့ဇန်နဝါရီလတွေတုန်းကဘင်္ဂလားဒေ့ရှ်ပါနိုင်ခွန်ချာရိုင်ဘန်နာဘန်ဒေသတွေတဲကထွက်ပြေးခိုလုံခဲ့ကြရတာလို့ဆိုပါရယ် နောက်ထပ်သတင်းအနေနဲ့စစ်ကောင်စီရဲ့ကိုဗစ်အသုံးစရိတ်ခွဲဝေမှုမှာကာကွယ်ရေးဝန်ကြီးဌာနကအများဆုံးယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီက2020 2023ဘန်နာရီနှစ်မှာကိုဗစ်ရောဂါထိန်းချုပ်ကုစားရေးကောင်းစဉ်နဲ့အသုံးစရိတ်ခွဲဝေပေးရမှာကာကွယ်ရေးဝန်ကြီးဌာနကအများဆုံးထုတ်ယူတုံ့ဆဲခဲ့ပြီးစစ်မှားရေးဝန်ကြီးဌာနရဲ့အသုံးစရိတ်ထက်နှစ်ဆကျော်ပိုများခဲ့ပါတယ်။ ်စစ်တပ်အာဏာသိမ်းပြီးနောက်တစ်နှစ်ဖြစ်တဲ့2020-2023ဘဏ္ဍာနှစ်မှာစစ်ကောင်စီက COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ကုစားရေးတုံးစီတုံးဆွဲမှုအစီရင်ခံစားပါအချက်လက်တွေမှာကာကွယ်ရေးဝန်ကြီးဌာနကကျပ်တန်း4864 7 4ဘီလီယံကျော်တုံးဆွဲခဲ့ပြီး COVID ကာကွယ်ရေးမှာလည်းအတုံးစီအများဆုံးယူခဲ့တာကိုတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနဟာကိုဗစ် -19 ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ကုစားရေးအတုံးစိမ့်မှာ2885ဒန်းကျပ်1ဘီလီယံကျော်သာရှိခဲ့တာဖြစ်ပါတယ်နောက်ဆုံးသတင်းအနေနဲ့ပထမဆုံးအမေရိကန်ပုတ်ရဟန်းမင်းကြီးကိုဒေါ်နယ်ထရန့်ဂုဏ်ပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗာတီကန်ပုတ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ရမှာအမေရိကန်ရဲ့ပထမဆုံးပုတ်ရဟန်းမင်းကြီးဖြစ်လာသူကာဒီနယ်ရောဘတ်ဖရန်စစ်ပရီဗတ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုင်ငံအတွက်ဂုဏ်ယူကြောင်းဖော်ပြလိုက်ပါတယ်။ဒေါ်နယ်ထရန့်ကသူ့ရဲ့ True Social Media မှာအခုလိုရေးသားဖော်ပြထားပါတယ်။ Cardinal Robert Francis Priva ပိုယဟန်မီကြီးဖြစ်ရွေးချယ်ခံရခြင်းအတွက်ဂုဏ်ပြုပါတယ်။သူဟာပထမဆုံးအမေရိကန်ပိုယဟန်မီကြီးဖြစ်လာခြင်းအတွက်ကြီးမားတဲ့ဂုဏ်ယူစရာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံအတွက်ဘလောက်တောင်စိတ်လှုပ်ရှားပွေရဘလောက်တောင်ဂုဏ်ယူစရာကောင်းလိုက်တယ်လေ ။ပိုဟမ်မင်းကြီးလီယို14နဲ့တွေ့ဆုံမှုကျွန်တော်မျှော်လင့်နေပါတယ်။ဒါဟာလွန်တရာမှအတိတ်ပဲရှိတဲ့အချိန်ဖြစ်လာပါလိမ့်မယ်လို့ရေးသားခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကတရက်တာဖြစ်ပျက်ခဲ့မြတ်သတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။